ယူကရိန်းကရုရှားတပ်တွေကိုပြန်လည်ထိုးစစ်ဆင်ရမှာပိုအဆင့်မြင့်တဲ့လက်နက်တွေတပ်ဆင်ဖို့ရည်ရွယ်နေပါတယ်။တမရဇယ်လန်စကီကယူကရိန်းကအမေရိကန်ကနေနာဆမ်စ်လို့ခေါ်တဲ့ခင်မီလေးချောင်းရံကာဝေးစနစ်ကိုလက်ခံရရှိကြောင်းအခုလိုပဲအတည်ပြုလိုက်ပါတယ်။အနောက်တိုင်းလေးချောင်းရံကာဝေးစနစ်တွေယူကရိန်းကိုရောက်နှင့်နေပါပြီ။အမေရိကန်စနစ်တွေဖြစ်တဲ့နာဆမ်ချေ၊အီတလီ၊ဆန်ပီတီဒုံးကျည်တွေရဲ့ဒီမှာရောက်နေပါပြီဆိုပြီးပြောလာတာပါ။ယူကရိန်းကောင်းငင်ရံမှာအကြီးအကျယ်ထိတ်တိုက်တွေ့ဆုံမှုကြီးဖြစ်နေပါတယ်။ စစ်ပွဲဆောင်တုန်းကတုံးသက်သူအများကြီးကရုရှားလီတက်ကယူကရိန်းကိုအပြည့်အဝထိန်းချုပ်နိုင်မယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေကမျှော်လင့်ထားတာတွေပြောင်းပြန်ဖြစ်သွားပါတယ်။ရုရှားရဲ့ခင်မီတိုက်လေယာဉ်တွေဟာယူကရိန်းရဲ့ပြင်းထန်တဲ့ခုခံကာကွယ်မှုတွေကြောင့်ပိတ်မိသွားပါတယ်။ယူကရိန်းရဲ့အနောက်တိုင်းတုံးကြီးတွေက ပထမဆုံးရုရှားတိုက်လေယာဉ်ကိုပစ်ချနိုင်ခဲ့ပါတယ်။ဟုတ်ပါတယ်။ကြားတဲ့အတိုင်းပါပဲ။ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေကစန်ပီတီဥရောပတုံးကြီးနဲ့ရုရှားတိုက်လေယာဉ်တစ်စင်းကိုပစ်ချလိုက်တာပါ။ ဒီအရေးကြီးတဲ့သတင်းအသေးစိတ်အားလုံးကိုခဏနေရင်မျှဝေပေးပါမယ်။ပြီးတော့ယူကရိန်းကဥရောပနဲ့ American စီကနေဝယ်ယူထားတဲ့အနောက်တိုင်းလေကြောင်းရန်ကာကွယ်ရေးစနစ်အားလုံးရဲ့အံ့ဩစရာကောင်းလွတ်တဲ့အောင်မြင်မှုနှုံးတွေအကြောင်းပြောပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ခင်ဗျာ။အနောက်တိုင်းဒုံးကျည်တွေကိုတုံးပြီးရုရှားကိုထိုးစစ်စင်။ဒီဒုံးကျည်တွေဖြင့်ယူကရိန်းစစ်တပ်ကမကြသေးခင်ကအနောက်တိုင်းလေကြောင်းရန်ကာကွယ်ရေးစနစ်တွေအထူးသဖြင့် NASAMS တွေနဲ့ မှတ်တမ်းသစ်တစ်ခုတင်နိုင်ခဲ့ပြီးရုရှားတုံးကြီးတွေကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ပထမဆုံးဥရောပတုံးကြီးစန်ပီတီကရုရှားတိုက်ရင်ဒဇင်ကိုမီးတောက်ကြီးအဖြစ်ဘလို့ပြောင်းလဲစေခဲ့လဲဆိုတာအရင်ပြောပြပါမယ်။ယူကရိန်းရဲ့စန်ပီတီမြေပြင်မှာဝေဟင်ပစ်တုံးကြီးနှစ်ခုတည်းကတစ်ခုကရုရှားစစ်လေယာဉ်ဒဇင်ကိုပထမဆုံးအကြိမ်ပစ်ချလိုက်ပါတယ်။ဒါကိုယူကရိန်းအတွက်ကြီးမားတဲ့အောင်ပွဲတစ်ခုအဖြစ်ရှုမြင်ကြပြီး American Patriot တွေအစားဥရောပရဲ့ပြင်သစ်အီတလီလေးချောင်းရံကာဝေးစနစ်ကိုပို့ပြီးအားကိုးနိုင်တယ်ဆိုတာကိုတတ်သိပြလိုက်တာပါ။ ယူကရိန်းကစံပီတီနဲ့ရုရှားချက်လင်ရင်ကိုမပြစ်ချခင်ကတည်းကယူကရိန်းလီဒါပြောရေးဆိုခွင့်ရှိသူယူရီအာနက်ကမကြသေးခင်ကစက်မှုလုပ်ငန်းပွဲတစ်ခုမှာပြင်သစ်နဲ့အီတလီကနေစံပီတီဘက်ထရီတွေကိုတီးခြားဝယ်ယူခဲ့ပြီးတစ်ခုစီမှာရေဒါနဲ့ပြစ်လွတ်ဆက်ပါဝင်ကြောင်းပြောကြားခဲ့ပါတယ်။ဒေါ်လာတန်း900တန်းစံပီတီဘက်ထရီတစ်ခုဟာမိုင်90အကွာကလေယာဉ်တွေနဲ့ဒုံးကျည်တွေကိုပြစ်ချနိုင်တယ်။အခုယူရီအာဟတ်ရဲ့ပြောကြားချက်တွေကသမိုင်းဝင်သွားပြီး ယူကရိန်းကစန်ပီတီနဲ့ရုရှားဂျက်လီယင်ကိုပြစ်ချနိုင်ကြောင်းကဘာကိုပြသလိုက်ပါတယ်။စန်ပီတီကရုရှားဂျက်လီယင်ကိုဘလို့ပြစ်ချခဲ့လဲဆိုတာကိုပြသတဲ့ဗီဒီယိုတွေလူမှုမီဒီယာပေါ်မှာအများကြီးပေါ်ထွက်လာပါတယ်။ဒါပေမဲ့ယူကရိန်းအာဏာပိုင်နေစီကအတီးပြုတ်ချက်မရခင်အထိရုရှားကဒါကိုလက်မခံခဲ့ပါဘူး။ပုံမှန်အားဖြင့်ရုရှားတွေဟာစစ်ပွဲဆကတဲ့ကသူတို့ရဲ့ဆုံးရှုံးမှုတွေကိုဝန်မခံခဲ့သလို2025ခုနှစ်မတ်လ17ရက်နေ့မှာအတိအကျဖြစ်ပွားခဲ့တဲ့ရုရှားတိုက်လေရင်ပြစ်ချခံရမှုကိုလည်း Kremlin ကအတိအမှန်မပြုခဲ့ပါဘူး။ ဒါပေမဲ့ဗီဒီယိုတွေနဲ့ယူကရိန်းအရာရှိတွေရဲ့ပြောကြားချက်တွေကရုရှားတိုက်လေရင်ကိုစံပီတီနဲ့ပြစ်ချခဲ့ကြောင်းသက်သေပြခဲ့ပါတယ်။ဒီနောက်ဆုံးအောင်မြင်မှုကယူကရိန်းအတွက်ဒီလိုမျိုးဒုံးကျည်တွေဘလောက်လိုအပ်သလဲဆိုတာကိုပြသနေပါတယ်။စံပီတီရဲ့အက်စတာဒုံးကျည်တွေဟာပက်ထရီယော့တွေထက်ယူကရိန်းရဲ့လက်နက်စင်းရဲထဲမှာပိုပြီးရှားပါပါတယ်။ပြင်သစ်နဲ့အီတလီတို့က2022ခုနှစ်အတွက်အက်စတာဒုံးကျည်900ကိုမှာယူခဲ့ပါတယ်။စစ်သည်မော်တွေကလည်းအက်စတာဒုံးကျည်တွေကိုပြစ်လွတ်တဲ့ပြင်သစ်အီတလီနဲ့ UK တို့က မကြသေးခင်ကဒုံးကျည်220ကိုထပ်ပြီးပေးချေခဲ့ပါတယ်။ဒီဒုံးကျည်ချို့ဟာယူကရိန်းကိုရောက်ရှိနိုင်ပါတယ်။ဖြစ်နိုင်တာကသူတို့က KF ကိုလှူဒန်းထားတဲ့ Aster ဒုံးကျည်အဟောင်းတွေကိုအစားထိုးပါလိမ့်မယ်။အနောက်တိုင်းကနေဝယ်ယူထားတဲ့ Patriots နစ်တွေက Moscow ရဲ့လေကြောင်းတာလုံမှုအိမ်မကိုခြေမုံလိုက်ပါတယ်။တကယ်တော့ American Patriots တွေက A50 တိုက်ပွဲစီမံခန့်ခွဲရေးလေယာဉ်ကိုတောင်ပစ်ချနိုင်ခဲ့ပြီးရုရှားလေပိုင်းတစ်ထဲမှာနက်ဆိုင်နဲ့တက်ရောက်မှုကိုဖြစ်စေခဲ့ပါတယ်။ ။ဒါပေမဲ့စစ်ပွဲရဲ့အကြီးအမားဆုံးဂိမ်းပြောင်းလဲသူက NASAMS လေချောင်းရံကာဝေးစနစ်ဖြစ်လာပါတယ်။ Norway American ထုတ်စနစ်ကစစ်ပွဲသမိုင်းမှာမကြုံစဖူးမှတ်တမ်းတစ်ခုကိုတင်နိုင်ခဲ့ပြီးရုရှားဒုံးကြီး900ကျော်ကို94ရာခိုင်နှုန်းအောင်မြင်မှုနှုန်းနဲ့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒီစနစ်ကိုရင်ဆိုင်ရတဲ့အခါရုရှားဘာလို့ရမလဲဆိုတာမသိတော့ပါဘူး။ NASAMS drone တွေရဲ့ထိရောက်မှုနှုန်း2025ခုနှစ်ဖေဖော်ဝါရီလကုန်အထိ NASAMS ဟာယူကရိန်းအတွက်အထူးသဖြင့် ရုရှားတုံးကြီးနဲ့ drone တိုက်ခိုက်မှုတွေကိုတားဆီးရမှာအလွန်ထိရောက်တဲ့လေကြောင်းရန်ကာဝေးရေးစနစ်တစ်ခုဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။နော်ဝေလက်တက်ရဲ့ယူကရိန်းထောက်ပံ့ဌာနအကြီးအကဲဗိုလ်မှူးကြီးပါစတိန်နာထရိုင်းစ်ရဲ့အဆိုအရယူကရိန်းမှာတပ်ဖြန့်ထားတဲ့ NASAM စနစ်တွေဟာ64ရာခိုင်နှုန်းထိရောက်မှုနှုန်းရှိခဲ့ပါတယ်။ဗိုလ်မှူးကြီးထရိုင်းစ်က NASAM ရဲ့တိတာထင်ရှားတဲ့တက်ရောက်မှုကိုအသေးစိတ်ပြောကြားခဲ့ပြီးခရစ်တုံးကြီးနဲ့ drone 900ကျော်ကိုအောင်မြင်စွာကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ဒီပြမှတ်တွေရဲ့60ရာခိုင်နှုန်းကျော်ဟာခုခံကာဝယ်ဖို့အလွန်ခက်ခဲတဲ့ cruise ဒုံးကျည်တွေဖြစ်ပါတယ်။ဒါက KH101 caliber နဲ့ Iskander K ဒုံးကျည်တွေလည်း NASAMS စနစ်ကိုရှောင်ရှားဖို့မဖြစ်နိုင်ဘူးဆိုတာကိုဆိုလိုပါတယ်။ NASAMS လေကြောင်းယာဉ်ကာဝယ်စနစ်ရဲ့တိကျမှုနဲ့ယုံကြည်စိတ်ချရမှုကိုရုရှားဒုံးကျည်နဲ့ drone တိုက်ခိုက်မှုတွေကိုတံပြန်ရမှာမိမောင်းထိုးပြနေပါတယ်။64ရာခိုင်နှုန်းအောင်မြင်မှုနှုန်းနဲ့ လေချောင်းချင်းချောင်းဘူး900ကျော်ကိုပြစ်ချနိုင်တဲ့ဒီစနစ်ရဲ့စွမ်းဆောင်ရည်ဟာခေတ်သစ်စပွဲတွေမှာထူးခြားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီးယူကရိန်းရဲ့လေပိုင်နက်နဲ့အရေးကြီးတဲ့အခြေခံအဆောက်အုံတွေကိုကာကွယ်နိုင်စမ်းမှာသိတာထင်ရှားတဲ့တိုးတက်မှုကိုကိုးစားပြုပါတယ်။ယူကရိန်းရဲ့တိုးတက်ပြောင်းလဲလာတဲ့လေချောင်းစွမ်းရည်တွေအတွက်အထောက်အကူပြုသူအနေနဲ့နာဆမ်ကိုပုံမိုနီးကပ်စွာလေ့လာကြည့်ကြရအောင်။2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားကယူကရိန်းကိုကျူးကျော်ဝင်ရောက်ကြတဲ့ကနိုင်ငံအတော်များများဟာယူကရိန်းရဲ့ကာဝေးရေးကိုအားကောင်းစေဖို့ နာဆမ်စနစ်တွေကိုပို့ဆောင်ပေးခဲ့ကြပါတယ်။နော်ဝေဟာဒီစနစ်ကိုပထမဆုံးထောက်ပံ့ပေးတဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်ပြီးပဋိပက္ခအစိုးပိုင်းမှာနာဆမ်စနစ်တွေရဲ့ပထမဆုံးအထုပ်ကိုပံ့ပိုးပေးခဲ့ပါတယ်။အမေရိကန်ကလည်းနောက်ဆက်တွဲအနေနဲ့ယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို ပုံမှုမြင့်တင်ဖို့အတွက်နောက်ထပ်စနစ်တွေကိုပံ့ပိုးပေးခဲ့ပါတယ်။2025ခုနှစ်အစိုးပိုင်းမှာယူကရိန်းဟာပြစ်လွတ်ဆက်တဲ့ရေဒါစနစ်များစွာပါဝင်တဲ့ NASA's Battery အနည်းဆုံး၃ခုကိုလက်ခံရရှိခဲ့ပါတယ်။ ဒါကလေချောင်းချိမ့်ချောင်းမှုအမျိုးမျိုးကိုကြားဖြတ်တားဆီးနိုင်ကန်ကိုတိတိတသားတိုးမြင့်စေခဲ့ပါတယ်။နာဆမ်စနစ်တွေရဲ့တိကျတဲ့ပမာဏကိုအမြဲတမ်းထုတ်ဖော်ပြောကြားလို့မရှိပေမဲ့သူတို့ရဲ့ပေါင်းဆက်ပါဝင်မှုတွေကအ धिक စစ်ပတ်ဆိုင်ရာအဆောက်အုံတွေမြို့တွေနဲ့အယက်သားခြေခံအဆောက်အုံတွေကိုကာဝယ်ဖို့အတွက်ဒီဇိုင်းထုတ်ထားတဲ့ယူကရိန်းရဲ့အလှော်လိုက်လေချောင်းရန်ကာကွယ်ရေးကွန်ရက်ကိုအားကောင်းစေခဲ့ပါတယ်။နာဆမ်ဟာလေယာဉ်တွေရဟတ်ယာဉ်တွေလူမဲ့လေယာဉ်တွေနဲ့ cruise တုံးကြီးတွေအပါအဝင် လေချောင်းချင်းချောက်မှုအမျိုးမျိုးကိုပြည်စုံနဲ့ကာကွယ်မှုပေးဖို့အတွက်ခိမီနီးပညာပေါင်းများစွာကိုပေါင်းစပ်ထားတဲ့ခိမီလေချောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်ပါတယ်။ဒီစနစ်ရဲ့အလှအပေါင်းဆောင်ကာကွယ်ရေးပြီးသူကဟာမြင့်မားတဲ့တိကျမှုနဲ့မြင့်မားတဲ့လေရင်ပစ်မှတ်တွေနဲ့အနိုင်ပိုင်းလေရင်ပစ်မှတ်တွေကိုကြားဖြတ်တားဆီးနိုင်စွမ်းကိုပေးပါတယ်။ဒါကချင်းချောက်မှုအမျိုးမျိုးကိုထိရောက်စေပါတယ်။နာဆံပြေအဓိကအချက်ကမြေပြင်မှဝေဟင်ပစ်လွတ်မှုအတွက်ပြုပြင်ထားတဲ့အဆင့်မြင့်အလက်စားဝေဟင်မှဝေဟင်ပစ်ဒုံးကြီး AIM 120ဖြစ်ပါတယ်။ ဒီစနစ်ကိုအစိမ့်မြင့်ရေဒါနဲ့မီးထုံးချုပ်ရေးစနစ်နဲ့ပူးပေါင်းလှုပ်ဆောင်မှုဒီဇိုင်းထုတ်ထားပါဗျ။ AN MPG64F1 စံတင်တဲ့ရေဒါကိုပြစ်မှတ်မျိုးစားနဲ့လေပတ်မှုအခြေအနေတွေပေါ်မူတည်ပြီးကီလိုမီတာ120အထိအကွာအဝေးမှာပြစ်မှတ်တွေကိုရှာဖွေချေရခံပြီးတိုက်ခိုက်ဖို့အတွက်အသုံးပြုပါဗျ။ဒီရေဒါမှာပြစ်မှတ်မျိုးမျိုးကိုတပြိုင်တည်းချေရခံနိုင်ခွင့်ရှိပြီး NASAMS ကိုတပြိုင်တည်းချင်းချောက်မှုအတော်များများကိုကာကွယ်နိုင်စေပါတယ်။ NASAMS ရဲ့အဓိက အားသာချက်တစ်ခုက ချင်းချောင်းမှုအမျိုးမျိုးကိုလေမြန်စွာရှာဖွေတွေ့ရှိပြီးတုံ့ပြန်နိုင်စွမ်းပဲဖြစ်ပါတယ်။ဒီစနစ်ရဲ့အမိန်ဘေးနဲ့ထိန်းချုပ်ရေးကွန်ရက်ဟာအခြားလေကြောင်းရန်ကာဝေးစနစ်တွေနဲ့ချောမွေလာပေါင်းဆက်ထားပြီးညှိနှိုင်းကာဝေးစနစ်ကိုပံ့ပိုးပေးပါတယ်။အရေးကြီးပစ္စည်းတွေကိုကာဝယ်ဖို့အတွက်အလှော်ပေါင်းစုံမှာညှိနှိုင်းကုတ်ကဲရေးလိုအပ်တဲ့ယူကရိန်းအတွက်ဒီစွမ်းရည်ဟာအလွန်တန်ဖိုးရှိပါတယ်။စနစ်ရဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကိုပြစ်မှတ်မျိုးစားပုံမူတည်ပြီးကွဲပြားတဲ့အကွာအဝေးတွေမှာလှုံ့ဆော်နိုင်ပါတယ်။ဥပမာအနေနဲ့ AIM 120ဒုံးကျည်မှာ ပြင်းမှန်တချို့ကိုကီလိုမီတာ180အထိထိရောက်တဲ့အကွာအဝေးရှိပေမဲ့ NASA မှာတုံ့ပြန်မှုတိကျမှုကိုအမြင့်ဆုံးဖြစ်စေဖို့နဲ့ဒုံးကျည်လွတ်မြောက်သွားနိုင်တဲ့အန်ရီကိုရှော့ချဖို့အတွက်ပုံမှန်အားဖြင့်ပုံနီးတဲ့အကွာအဝေးမှာပဲတိုက်ခိုက်လေရှိပါတယ်။ဒါကရုရှားရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေမှာအသုံးများတဲ့ Cruise ဒုံးကျည်တွေအတွက် NASA ကိုပို့ပြီးတော့အထူးထိရောက်စေပါတယ်။ဗိုလ်မှူးကြီး Trains ကပြောကြားခဲ့တဲ့94ရာခိုင်နှုန်းထိရောက်မှုတုန်းကစနစ်ရဲ့အဆင့်မြင့်ပြတ်မှတ်ထားနိုင်စွမ်းနဲ့ဂျားဖြတ်တားဆီးနိုင်စွမ်းတွေကိုဖော်ပြနေပါတယ်။ ဒုံးကြီးကာဝေးစွမ်းရည်တွေပြင်နာဆမ်သာခစ်တစ်စပွဲတွေမှာစိုးရိမ်စရာဖြစ်လာတဲ့ drone တွေအတွက်လည်းခိုင်မာတဲ့ကာဝေးရေးကိုပံ့ပိုးပေးပါတယ်။ယူကရိန်းရဲ့တပ်စွဲနေရာတွေကိုတိုက်ခိုက်ဖို့အတွက်စောင့်ကြည့်ရင်းနဲ့တိုက်ခိုက်ရေး drone တွေကိုရုရှားကအသုံးပြုတာဟာအမြဲတမ်းချိန်ချောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။နာဆမ်သာအစစ်မြင့်ခြေရာကနဲ့ဒုံးကြီးတိုက်ခိုက်ရေးစနစ်တွေနဲ့အတူတိတာထင်ရှားတဲ့ပျက်စီးဆုံးရှုံးမှုတွေမဖြစ်ပေါ်ခင် drone တွေကိုကြားဖြတ်တားဆီးရမှာအထူးထိရောက်ပါတယ်။စစ်မြေပြင်မှာ drone တွေကိုပုံမို့အသုံးပြုလာတာကိုထည့်သွင်းစဉ်းစားရင် ဒီစွမ်းရည်ဟာအနှွန်ရည်ကြီးပါတယ်။ယူကရိန်းမှာနာဆမ်ရဲ့အောင်မြင်မှုအတွက်အဓိကအချက်တစ်ခုကတော့သူ့ရဲ့ operator ရဲ့ကျွမ်းကျင်မှုပဲဖြစ်ပါတယ်။နော်ဝေမှာလေ့ကျင့်ပေးထားတဲ့ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာလှေမြန်စွာလိုင်ရုံးညီထွေဖြစ်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီးတချို့ကလေ့ကျင့်မှုပြီးဆုံးပြီးနောက်တိုက်ပွဲတွေကိုတိုက်ရိုက်ဝင်ရောက်ခဲ့ပါတယ်။ယူကရိန်းလီဒါရဲ့ဗူမှုကြီးဒန်နစ်စမက်နီကနာဆမ်ဟာယူကရိန်းလူထောင်ပေါင်းများစွာရဲ့အသက်တွေကိုကယ်တင်ခဲ့ပြီးပြင်းထန်တဲ့ရုရှားလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ ပြက်စစ်မီပြတ်တောက်မှုတွေကိုတားဆီးနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။လေကြောင်းတိုက်ပွဲအဖြစ်ပြောင်းလာတဲ့ယူကရိန်းစစ်နာဆမ်ကိုယူကရိန်းရဲ့ကာဝေးရေးကိုရထဲကိုပေါင်းဆက်ထည့်သွင်းခြင်းဟာဗျူဟာမြောက်တိုးတက်မှုတစ်ခုထက်မကပဲမဟာဗျူဟာမြောက်အလှည့်ပြောင်းတစ်ခုကိုကိုးစားပြုပါတယ်။လိုင်ယောညီထွေရှိမှုအတွက်နာမည်ကြီးတဲ့ဒီစနစ်ရဲ့ပဲ့ကင်ရှင်ဟာခေတ်သစ်စစ်ပွဲရဲ့ရွေးရှားမှုတဘာဝနဲ့လင်းမြန်စွာလိုင်ယောညီထွေဖြစ်အောင်လှုပ်ဆောင်နိုင်ပါတယ်။ပုံမှန်နဲ့ပုံမှန်မဟုတ်တဲ့လေကြောင်းပလက်ဖောင်းတွေကိုအသုံးပြုရမှာကျွမ်းကျင်တဲ့ပြိုင်ဘက်စီကနေ ယူကရိန်းတပ်ဖွဲ့တွေနေစဉ်ရင်ဆိုင်နေရတဲ့ရက်ဆက်တန်းကျုပ်တဲ့ချင်းချောက်မှုတွေကိုထည့်သွင်းစဉ်းစားရင်ဒီလာယောညီထွေမှုဟာအလွန်အရေးကြီးပါတယ်။နာဆမ်ဟာယူကရိန်းကိုအလွှာပေါင်းစုံကာဝေးရေးမဟာဗျူဟာတစ်ခုကိုပံ့ပိုးပေးပြီးမတူညီတဲ့အကွာအဝေးနဲ့အမြင့်တွေမှာရန်လိုတဲ့အစိပ်ပိုင်းတွေနဲ့တိုက်ခိုက်နိုင်သေးပြီးသူ့ရဲ့ကောင်းကင်ကိုခိုင်မာတဲ့ကာဂွေအလွှာတစ်ခုထပ်ပေါင်းပေးထားပါတယ်။ရုရှားလေယာဉ်တွေဟာယူကရိန်းလေပိုင်းတစ်ထက်မှာလွတ်လပ်စွာရွေ့ရှားနိုင်သွားမှရှိတာကြောင့်ရုရှားတွေဟာနီးပြူဟာကိုပြောင်းလဲဖို့အတင်းကျပ်ခံခဲ့ရပြီးရုရှားတွေဟာ drone တွေနဲ့တာဝဲပစ်ဒုံးကျည်တွေပဲလှည့်လာခဲ့ပါတယ်။ဒီစနစ်ရဲ့ထိရောက်မှုကရုရှားစစ်လေယာဉ်တွေကိုပုံအောင်မှုအတင်းကျပ်လုပ်ရုံသာမကရုရှားရဲ့လေကြောင်းမဟာဗျူဟာမှာတိတာထင်ရှားတဲ့အားနည်းချက်တွေကိုလည်းဖော်ထုတ်ပြသခဲ့ပါတယ်။ Kremlin ကယူကရိန်းကိုအရေးအတွက်တာလုံမှုနဲ့အနိုင်ယူဖို့စီစဉ်ခဲ့ပြီးမြဲ NASA မှာအခြားအနောက်တိုင်းလေကြောင်းရန်ကာဝေးရေးစနစ်တွေနဲ့အတူဒီချင်းကပ်မှုကိုစနစ်တကျဖယ်ရှားခဲ့ပါတယ်။ကောင်းငင်ရန်ကိုလွှမ်းမိုးမဲ့အစားရုရှားလေယာဉ်မှုတွေဟာ လုံခြုံတဲ့အကွာအဝေးကနေယူကရိန်းကာဝေးကွန်ရက်ကိုထိုးဖောက်နိုင်မယ်လို့မျှော်လင့်ပြီးတာဝေးပစ်တိုက်ခိုက်မှုတွေလှုံ့ဆော်မှုသာကြေညာကြရပါတော့တယ်။ရုရှားရဲ့စိတ်ပြက်အားငယ်မှုကိုပုံမိုဆိုးရွားစေတာကကြားဖြတ်တားဆီးခံရတဲ့ cruise တုံးကြီးတစ်ခုစီဟာဒေါ်လာတန်ပေါင်းများစွာအလဟသက်ဖြစ်သွားပြီးကြာရှုံးသွားတဲ့ mission တစ်ခုစီဟာရုရှားလီဒဲရဲ့ကြံရှိနေတဲ့ယုံကြည်စိတ်ချရမှုအနေငယ်ကိုပုံမိုရော့ကြစေပါတယ်။ရုရှားလီဒဲရဲ့အိမ်မက်ဆိုးဟာနာဖ်ဆန်နဲ့အတင်မပြီးသေးပါဘူး။နာဆန်ရဲ့အောင်မြင်မှုကိုအတိအမှတ်ပြုတဲ့အနေနဲ့ နော်ဝေကအမေရိကန်ရဲ့ Landlease Jamster အစီအစဉ်ကနေခွဲဝေချထားတဲ့ရန်ပုံငွေတွေနဲ့ Ukraine ရဲ့လေကြောင်းရန်ကာဝေးရေးကိုအားကောင်းစေဖို့အတွက်နောက်ထပ်ဒေါ်လာ18တန်းပေးဖို့ကတိပြုခဲ့ပါတယ်။နော်ဝေရဲ့ကတိကရန်ပုံငွေအကူအညီထက်ကျော်လွန်နေပါတယ်။နော်ဝေကာဝေးကန်ထရိုက်တာတွေဟာ software update တွေကိုတိုးတက်အောင်လုပ်ဆောင်ခြင်းနဲ့တိုးတက်ပြောင်းလဲနေတဲ့ချိန်ချောက်မှုတွေကိုတံပြန်ဖို့အတွက်နောက်ပိုင်းဒုံးကျည်မျိုးစားတွေကိုပေါင်းဆက်ထည့်သွင်းခြင်းအပါအဝင် NASA ကိုစစ်မြေပြင်မှာအဆင့်အသင့်ဖြစ်အောင်လုပ်ဆောင်မှုအတွက် ယူကရိန်းတပ်ဖွဲ့တွေနဲ့နီးကပ်စွာဆက်လက်လှုပ်ဆောင်နေပါတယ်။ဒီဆက်လက်လှုပ်ဆောင်နေတဲ့နီးပညာအကူအညီကယူကရိန်းကိုရှေ့ရောက်နေစေပြီးလာမယ့်ပြမျက်တွေကိုရှာဖွေတွေ့ရှိပြီးဖြတ်စည်းနိုင်စွမ်းကိုအဆက်မပြတ်တိုးတက်စေပါတယ်။ဒါ့အပြင် နော်ဝေဟာတခြားနေတို့အဖွဲ့ဝင်တွေကိုနောက်ထပ်လေကြောင်းရန်ကာဝေးရေးစနစ်တွေထွက်ဝင်မှုတိုက်တွန်းမှုတန်တမန်ရေးရာကြိုးပမ်းမှုတွေကိုဦးဆောင်နေပြီးယူကရိန်းရဲ့ရေရှည်လုံခြုံရေးဟာအဆင့်မြင့်လက်နက်တွေဆက်လက်ထောက်ပံ့ပေးမှုပေါ်မူတည်ကြောင်းတိုက်တွန်းပြောကြားနေပါတယ်။ဒီအစာပြိုးလှုပ်ဆောင်မှုရဲ့ဒစိမ့်တစ်ပိုင်းအနေနဲ့ နာဆမ်ရှူနစ်တွေကိုပုံမဝယ်ယူဖို့နဲ့တာဝဲပစ်ဒုံးကြီးနည်းပညာကိုယူကရိန်းရဲ့ရယူသုံးစွဲနိုင်မှုကိုတိုးချဲ့ဖို့အတွက်ဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။ယူကရိန်းကိုနော်ဝေးရဲ့ထောက်ပံ့မှုအပြင် အခြားအနောက်တိုင်းနိုင်ငံတွေကလည်းတိတာထင်ရှားတဲ့အလှူငွေတွေပေးအပ်ခဲ့ပါတယ်။ဂျာမနီက UAV တွေကိုတံပြန်မှုအတွက်ပုံမကုန်ကြစရိတ်သက်သာတဲ့ Gepard လေကြောင်းရန်ကာကွယ်ရေးအမြောက်စနစ်နဲ့ Zoo 232လိုမျိုး အခြားလေကြောင်းရန်ကာကွယ်ရေးအမြောက်တွေကိုပို့ဆောင်ခဲ့ပါတယ်။ EuroSAM, SAMPT နဲ့ Radeon MIM 104 Patriot ဘက်ထရီ၃ခုကိုလည်းလှူဒန်းမှုတွေထဲမှာပါဝင်ပြီးတာတိုပယ်ထိန်တုံးကြီးတွေကိုတိုက်ခိုက်နိုင်စွမ်းရှိအောင်ထောက်ပံ့ပေးထားပါတယ်။အနောက်တိုင်းမိတ်ဖက်တွေကယူကရိန်းရဲ့ဆိုဗီယက်ခစ်စနစ်တချို့ကိုအစားထိုးဖို့ဒါမှမဟုတ်ပြုပြင်မှုမှန်ဖို့အစီအမံတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ American က Radeon ရဲ့ IM 7C Sparrow ကို ပြစ်လွတ်ဖို့ back ပြစ်လွတ်ဆက်တချို့ကိုပြုပြင်ပြောင်းလဲခဲ့ပါတယ်။ UK ကယူကရိန်းရဲ့ဝေဟင်မဝေဟင်ပစ်ဒုံးကြီးများသောကိုအသုံးချနိုင်မှုအတွက် SuperCat HMT 600ကိုပြည့်လွှင့်ရင်ဖြင့်အသုံးပြုခြင်းမြေပြင်ပြည့်လွှင့်မှုအတွက်သူ့ရဲ့ MBDA Advanced Short Range Air to Air Missile ကိုပြုပြင်ပြောင်းလဲခဲ့ပါတယ်။ UK ကအနီအောက်ရောင်ကြီး Vimber R73 ကိုပြုပြင်ခဲ့ပြီးတော့ Leyland Duff A6 Drop Site Truck အပေါ်မှာတက်ဆင်ထားတဲ့ Grey Hawk လို့ခေါ်တဲ့ကုန်တင်သင်္ဘောကွန်တိန်နာအခြေခံစနစ်အစ်စ်ကိုစမ်းသပ်ခဲ့ပါတယ်။နောက်ထပ်ချင်းကန်ဒီတစ်ခုက ယူကရိန်းရဲ့ဝေဟင်မဝေဟင်ပစ်လက်နက်တွေနဲ့ပစ်လွှတ်ရင်တွေကိုပေါင်းစပ်ထားပါတယ်။ယူကရိန်းရဲ့ Combat Alive Foundation က 33M73 M9 ဒုံးကြီးတွေရဲ့ညှော်နယ်လာတဲ့ထောက်ပံ့မှုကိုဖြည့်ဆည်းဖို့အတွက် 33K 33OZ နဲ့ပစ်လွှတ်ဖို့အာနိုင်ကိုပြုပြင်ပြောင်းလဲခဲ့ပါတယ်။ယူကရိန်းလေကြောင်းရန်ကာကြောင့်ရုရှားလက်နက်တွေဆုံးရှုံးမှုများလား။ဒီနှုံးတိုင်းဆိုရင်ယူကရိန်းရဲ့လေကြောင်းရန်ကာဝေးစနစ်တွေကြောင့်ရုရှားရဲ့စစ်ဘက်ဆိုင်ရာပစ္စည်းတွေကုန်ဆုံးသွားနိုင်ပါတယ်။ စစ်ပွဲအစကတည်းကရုရှားဟာယူကရိန်းထဲကိုတရက်ပြန့်မြတ်ဒုံးကျည်နဲ့ဒရုန်း24.3စင်းပစ်လွှတ်ခဲ့ပါတယ်။အချိန်ကြာလာတဲ့မြန်မာရုရှားဟာယူကရိန်းကိုတိုက်ခိုက်ဖို့အတွက်တပ်ဖြန့်ထားတဲ့ဒုံးကျည်မော်ဒယ်အမျိုးအစားတွေတိတိတသားတိုးမြှင့်သုံးဆွဲလာရပါတယ်။တချို့လတွေမှာဒုံးကျည်နဲ့ဒရုန်းမော်ဒယ်25ခုထပ်ပိုပြီးပစ်လွှတ်ခဲ့ပြီးတရက်အများဆုံးထူးခြားတဲ့မော်ဒယ်14ခုအထိပစ်လွှတ်ခဲ့ပါတယ်။လစဉ်ပြန့်မြတ်ထူးခြားတဲ့ဒုံးကျည်ပစ်လွှတ်မှုဟာ16.38ခုဖြစ်ပါတယ်။ ီလက်နက်တွေထဲမှာပယ်ထိန်ဒုံးကြီးတွေ၊ cruise ဒုံးကြီးတွေ၊ kamikaze drone တွေနဲ့ထောင်လန်းရေး drone တွေပါဝင်ပါတယ်။ဒီတိုးတက်မှုနဲ့အတူ2022ခုနှစ်အောက်တိုဘာလကနေ2023ခုနှစ်စက်တင်ဘာလအထိကာလနဲ့နှိုင်းယှဉ်ရင်လက်နက်ရုံးထုတ်မှုမှာလည်းတိသာထင်ရှားတဲ့ပြောင်းလဲမှုတွေရှိခဲ့ပါတယ်။ Shahed 131နဲ့136 drone တွေရဲ့တက်ဖြတ်မှုတိုးလာတာကြောင့်ပြစ်လွတ်မှုရဲ့အလုံးစုံပြင်းထန်မှုဟာနှစ်ဆတိုးလာခဲ့ပါတယ်။တကယ်တော့ဒီ drone တွေဟာ KH 1001နဲ့ X 555 fight လေးချောင်းပြစ်ခရစ်ဒုံးကြီးတွေနဲ့အတူပြစ်လွတ်ခဲ့တဲ့ဒုံးကြီးအားလုံးရဲ့85ရာခိုင်နှုန်းကိုနေရာယူထားပါတယ်။စန့်ကျင်ဘက်အနေနဲ့ကာလီပါဒုံးကြီးအသုံးပြုမှုဟာတိတိတတ်တာကျဆင်းသွားခဲ့ပြီး2022ခုနှစ်ကနေ2023ခုနှစ်ထိကာလမှာရခိုင်အဆင့်ရဲ့100ရာခိုင်နှုန်းသာကျဆင်းသွားခဲ့ပါတယ်။2022ခုနှစ်စက်တင်ဘာလ28ရက်နေ့ကနေ2024ခုနှစ်အောက်တိုဘာလ6ရက်နေ့အထိလေပတ်မှုကာလတစ်ခုလုံးမှာ အလုံးစုံဂျားဖြတ်တားဆီးမှုနှုန်းဟာ84.1%ခန့်ဖြစ်ပါတယ်။ဒီမြင်မာတဲ့ဂျားဖြတ်တားဆီးမှုနှုန်းကရုရှားတပ်ဖွဲ့တွေကပစ်လွတ်တဲ့ဒုံးကြီးဒါမှမဟုတ်ဒရုန်း၅ခုမှ၄ခုခန့်ကိုယူကရိန်းကောင်ဝေးစနစ်တွေကဂျားဖြတ်တားဆီးထားကြောင်းညွှန်ပြနေပါတယ်။လက်ရှိမှာရုရှားရဲ့လေကြောင်းစွမ်းအားအလုံးဟာစစ်မတိုင်ခင်ကအင်အားရဲ့85%ခန့်အောက်သာရှိပါတော့တယ်။ရုရှားဟာတာဝေးပစ်ရှော့ဘုံးတွေကိုလည်းအသုံးပြုနေပြီးလေကြောင်းမှမြေပြင်တိုက်ခိုက်ရေးတာဝန်တွေအတွက်လေရင်ပို့ပြီးတော့များများအသုံးပြုနေတာကြောင့် ပြန်မျှပြန်တန်းခြင်းကိုလည်းရော့ချသွားနိုင်ပါတယ်။ယူကရိန်းပေါ်မှာလေပတ်နေတဲ့ VKS တိုက်လေယာဉ်အများစုဟာ Su-30, Su-34 နဲ့ Su-35 တွေဖြစ်ပြီး Su-25 ကိုလည်းတခါတရံတွေ့ရတယ်လို့အစီရင်ခံထားပါတယ်။တပ်တန်းရင် MiG-31 နဲ့ Su-27 တွေကိုအတန်ထက်မြန်တဲ့ Kinzel တိုက်ခိုက်မှုတွေနဲ့အဝေးကလေကြောင်းကင်းလှည့်မှုတွေလုပ်ဖို့တောင်းဝန်ပေးထားပြီးကြံရှိတဲ့ပြန်မျှလေယာဉ်တွေကိုတဲ့တပ်တန်းဟာ20ရာခိုင်နှုန်းနဲ့35ရာခိုင်နှုန်းအောက်သာရှိတယ်လို့ခန့်မှန်းရပါတယ်။ ဒီတက်တန်းရဲ့လေယုန်တွေကိုဒီစစ်ပွဲမှာအသုံးပြုနိုင်ပေမဲ့အနာဂတ်မှာရုရှားရဲ့ဖြစ်နိုင်ခြေရှိတဲ့ကျူးကျော်မှုတွေကိုထောက်ပံ့ဖို့အတွက်လုံလောက်တဲ့တက်တန်းရှိမှာမဟုတ်ပါဘူးရုရှားရဲ့ MiG-29 ဝေဟင်မဝေဟင်တိုက်ခိုက်ရေးလေယာဉ်တွေဟာလေကြောင်းကင်းလှည့်မှုမစ်ရှင်တွေမှာတော့လုံးဝပျောက်ဆုံးနေပါတယ်သူတို့ရဲ့တက်တန်းအရဒီလေယာဉ်တွေဟာဝန်ဆောင်မှုမပေးနိုင်တော့တာဒါမှမဟုတ်နောက်ဆုံးမစ်ရှင်တစ်ခုအတွက်အရန်အဖြစ်ထိန်းသိမ်းထားတာဖြစ်နိုင်ပါတယ်အမှန်တော့ဒီလေယာဉ်တွေဟာစက်ကူလေယာဉ်တွေတတ်တာဖြစ်နေပါပြီ။ တပ်တန်းကုံဆုံးတော့မဲ့လေယာဉ်တွေကိုထည့်သွင်းစဉ်းစားရင်ရုရှားလေတပ်မှဗျူဟာမြောက်လေယာဉ်650အောက်သာရှိပြီးအချိန်ဟုန်နဲ့အသုံးပြုနိုင်မှုကိုထည့်သွင်းစဉ်းစားရင်ပိုပြီးနေပါသေးတယ်။နိုင်ရှင်ကြည့်ရင်နေတိုးမှာပြင်စမမျိုးဆက်လေယာဉ်800ခန့်ရှိပြီးတစ်နှစ်ကိုအစင်းတရာဒါမှမဟုတ်ဒီထက်ပိုပြီးတိုးနေပါတယ်။ဒါကြောင့်ယူကရိန်းအနေနဲ့ရုရှားလေကြောင်းတိုက်ခိုက်မှုကိုတံပြန်ဖို့နဲ့ပြစ်မှတ်ထားမြေပြင်တိုက်ခိုက်မှုတွေကိုလုံဆောင်ဖို့လုံလောက်တာထပ်ပူပါရယ်။ဟုတ်ပါရယ်။နေတိုးဟာရုရှားရဲ့ရန်လုံမှုကိုဟန့်တားဖို့နဲ့ ယူကရိန်းကိုထောက်ပံ့မှုအတွက်ဝေဟင်မဝေဟင်ပစ်နဲ့မြေပြင်မှဝေဟင်ပစ်လက်နက်ကိုထုတ်လုပ်မှုကိုတိုးမြှင့်တင်ပါတယ်။ဒါပေမဲ့လက်ရှိရုရှားလီဒါရဲ့ရှော့ချမှုနဲ့တူမဟာမိတ်အဖွဲ့ဟာသူတို့ရဲ့ချက်ချင်းဗျူဟာမြောက်အရန်လက်နက်တွေအတွက်စိုးရိမ်စရာမလိုပဲယူကရိန်းကိုလက်နက်တွေပို့ပြီးလှူဒန်းနိုင်ပါတယ်။ဒါဟာ Patriot, SAMPD နဲ့ NASAMS လိုမျိုးအစစ်မြင့်ကြားဖြတ်တားဆီးရေးရှင်တွေကိုပို့ဆောင်မှုကိုတိုးချဲ့ခြင်းနဲ့အချိန်နဲ့တပြေးညီမြန်ဆန်တဲ့ဒုံးကျည်တွေကိုခြေရာခံဖို့ လိုအပ်တဲ့ပို့ပြီးကောင်းမွန်တဲ့ထောက်လှမ်းရေးကိုထောက်ပံ့ပေးခြင်းလိုပဲဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်ယူကရိန်းရဲ့လက်နက်တိုက်ပွဲကိုအားကောင်းစေခြင်းအဖြစ်တိုက်ကြီးပေါ်မှာကြားရောက်လာနိုင်တဲ့အန်ဒီယေကိုရှော့ချပေးနိုင်တယ်လို့ဥရောပနဲ့ပင်လယ်နက်မှာအနာဂတ်စစ်ပွဲတွေကိုဟန်တားဖို့လိုအပ်ချက်ဟာဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။နားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။